အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာကျွန်တော်တို့ကျွန်တော်တို့6ရက်17လ2025ဒီနေ့မှာတော့ချန်ပီယံလိပွဲစဉ်တွေအပြီးကျွန်တော်တို့ဒါယူရိုပါလိနဲ့ကွန်မန်လိပွဲစဉ်တွေတော်တော်များများလေးကိုရှိပါတယ်ညပါဆိုရင်လည်းယူရိုပါလိမှာဆိုရင်လည်းတော်တော်များများပွဲတာ20နီးပါးလောက်ထိကိုပွဲစဉ်တွေရှိတာဖြစ်တယ်နော်ကွန်ဖက်လိမှာဆိုရင်လည်းပွဲစဉ်တွေတော်တော်များများလေးကိုတော့ရှိပါတယ်ဒီနေ့ညမှာကျွန်တော်အရင်ဦးဆုံးပွဲစဉ်တွေတစ်ပွဲကိုရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာတော့မဂျယ်လန်နဲ့ဆက်တဲ့ ပွဲစဉ်လေးကိုကျွန်တော်အရင်ဆုံးရွေးချယ်ပေးခြင်းပါလေเนาะဒီနေ့ညမှာတော့မေဂျာလက်ကနေပြီးတော့ဒါစစ်တစ်ကိုကြေကျော်ပေးထားတာဖြစ်ပါတယ်เนาะအဲဘော်လီကြေးပါဆိုရင်မေဂျာလက်ကနေပြီးတော့စစ်တစ်ကိုတရေရှုံးကြေးပေါက်ထားပါတယ်ဘော်လီကြေးပါတော့ခူပေါင်းကြေးလေးမှာ၃လုံးကို50စာဒီကြေးလေးဖွင့်လက်ထားတာဖြစ်ပါတယ်အမ်တော့ပြောမယ်ဆိုရင်တော့ဒီနှစ်သင်းရတော့ဒါ2021ကတော့တွေ့ဆုံမှုရှိခဲ့တယ်ဒါကတော့ဒါယူရိုပါလိမှာမဟုတ်ဘူးချန်ပီယံလိမှာဖြစ်တယ် ချန်ပီယံလိပွဲတင်မှာတော့သူတို့နဲ့တင်2021ကတွေ့ဆုံမှုရှိခဲ့တယ်အဲ့နောက်ပိုင်းထိတဲ့တွေ့ဆုံမှုတော့မရှိသေးဘူးဒါပေမဲ့ဂျလက်ကတော့ညီကိုတွေ့တဲ့အတိုင်းဒိမတ်ကလပ်ထဲကအတင်းတင်းဖြစ်ပြီးတော့စတစ်ကတော့ကျွန်တော်စကော့တလန်အတင်းတင်းဖြစ်တယ်နှစ်တင်းလုံးကတော့သူတို့ရဲ့ဒါနိုင်ငံရဲ့ကလပ်ပွဲတင်တွေမှာကောင်းမွန်တဲ့ရလက်တွေနှစ်တင်းလုံးကတော့ပိုင်ဆိုင်ထားတာပုံစံမျိုးတွေတော့တွေ့ရတယ်ဗျเนาะဒါနှစ်သိန်းလောက်တာကျွန်တော်တို့ထိတိုက်တွေ့ဆုံမှုကကျွန်တော်ဆွမ်းနာရပြောရဲကျွန်တော်ချန်ပီယံလိပွဲစဉ်မှာပဲရှိခဲ့တယ် တို့ဒါမက်ဂျလက်ကတော့ဒါလက်ရှိယူရိုပါလိမှာအဆင့်တင်နေရာမှာရက်တင်နေရာဖြစ်တယ်၃ဘွဲကန်၃ဘွဲနိုင်ပြီးတော့ရမတ်၉မတ်နဲ့အဆင့်တင်နေရာမှာရက်တင်နေရာဖြစ်တယ်စက်တစ်ကတော့ဒါပြောပြောမယ်ဆိုရင်၃ဘွဲကန်ထားတဲ့ယူရိုပါလိမှာတဘွဲနိုင်တဘွဲရှုံးတဘွဲတေဆိုရလက်မျိုးထွက်ပေါ်ထားတာမျိုးတော့တွေ့ရတယ်ယနေ့ကဒီပွဲစဉ်လေးကိုကျွန်တော်ကြီးနေကြီးထားရလိမ့်ကြီးပြီးရွေးချယ်ပေးချင်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့မက်ဂျလက်ကနေပြီးတော့စက်တစ်ကို တေကိုပြား90ရှုံဘူပေါင်းကျလေးမှာ3လုံးကို90စားဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ဘွေကျလေးကိုလက်ဆောင်ပြီးတော့ဘူပေါင်းကူောက်လေးကိုရွေးချက်ပေးခြင်းပါတယ်ဒီနေ့ညမှာတော့မဂျင်လန်းနေနဲ့လည်းအိမ်ဝင်းကနေဂိုးတွေရသွားနိုင်တယ်လို့လက်ရှိခြေစမ်းပိုင်းရလည်းကောင်းမွန်နေတဲ့အနေထားရစက်တစ်ကလည်းမဂျင်လက်ကိုဝေးကန်နေဂိုးတွေရသွားနိုင်ပါတယ်နော်အဲ့တော့ကြောင့်မို့ဒီနေ့ညမှာဒီပွဲစဉ်လေးကိုဂိုးပေါင်းအပေါ်လေးကိုရွေးချက်ပေးခြင်းပါတယ်ဂိုးပေါင်းပေါ်3လုံး90စားနှစ်သိန်းပေါင်း1ဝမ်းနေစားကြည့်ရမယ်ပွဲတစ်ပွဲလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်အဲ့တကြောင့်မို့လို့ မဂျလန်နဲ့၁၁ရက်ပွဲစဉ်ဂူပေါင်းပေါ်လေးကိုကြိုက်ပါတယ်။ကဲနောက်တစ်ပွဲသွားမယ်ဆိုရင်ဒီနေ့ညကျွန်တော်တူတူတွတ်တွလေးပဲရွေးချယ်ပေးမှာဖြစ်ပါတယ်။ဒီနေ့ညရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကတော့ Stoke နဲ့ကျွန်တော်တို့ Feyenoord ရဲ့ပွဲစဉ်လေးကိုရွေးချယ်ပေးမှာဖြစ်ပါတယ်။ Stoke ကတော့ကျွန်တော်တို့ German Bundesliga လေးကလည်းအသင်းသင်းဖြစ်တယ်။ Feyenoord ကတော့ကျွန်တော်တို့ Netherlands Club တဲ့အသင်းသင်းဖြစ်တယ်။နော်ဒီပွဲစဉ်မှာဆိုရင် Stoke ကနဲ့ Feyenoord ကိုဘိုလ်ချင်းမှာဆိုရင်1.50ပေးတာလေတလုံးက1.50စား။ ဘူပေါင်းကျင်းလေးမှာဆိုရင်တော့သုံးလုံးကို90စားဆိုပြီးတော့ကျင်းလေးဖွင့်လာတာဖြစ်ပါတယ်လက်ရှိခြေစံပိုင်းရာကတော့ဒါစတိုကစ်ကတော့သူ့ရဲ့ဂျာမန်ဘူတင်နီကလည်းမှာတော့ပြန်ပွဲစုံတွေမှာတော့နိုင်ပွဲကြုံလိုက်ရှုံးပွဲကြုံလိုက်နဲ့ဒါရလက်မျိုးတွေပိုက်ဆိုင်လာတာဖြစ်တယ်ဖင်နူးကလည်းထိုနည်းလက်ကောင်းပဲဖြစ်တယ်เนาะအဲရလက်ကောင်းတွေပိုက်ဆိုင်ထားကြတော့တိတ်မရှိဘူးเนาะဒါကျွန်တော်ယူရိုပါလိပွဲစဉ်တွေတခြားပြည့်ကြည့်မယ်ဆိုရင်တော့ယူရိုပါလိမှာတော့24ဆင်းပဲတက်ရမှာဖြစ်တယ်เนาะ အဖေတို့ကတော့လက်ရှိကန်နာတဲ့နိုင်သုံးပွဲမှာတော့တပွဲနိုင်နှစ်ပွဲသေးရင်နဲ့နော်နှစ်ပွဲရှုံးလာတယ်တပွဲနိုင်လာတယ်နှစ်ပွဲရှုံးလာတယ်အစတိုကစ်ကလည်း၎င်းနည်းတူပဲသုံးပွဲကန်နာပြီးတော့တပွဲပဲနိုင်ပြီးတော့နှစ်ပွဲရှုံးလာတယ်နှစ်သင်းတော့ရမယ့်သုံးပွဲသုံးပွဲစီပဲရလာတယ်ဒီနေ့ညပြန်တွေ့တာဖြစ်တယ်နော်အဲဒီနေ့ညမှာကျွန်တော်ထူးထူးခြားခြားတွေ့တွေ့တာစတုတ်ကစ်ကနေပြီးတော့အိမ်ခွင့်ကနေပြီးတော့1.90တောင်ကြီးဖွင့်လက်ထားတာဖြစ်တယ် ။ဘာကြောင့်ဝါပေါင်း90ကြီးဖွင့်လိုက်တာဆိုတော့အင်ဝင်အားလည်းဖြစ်တယ်။နောက်ပြီးပြင်လူမှဆိုရင်လည်းဒါလူနာစင်းတော်တော်များများအဓိကတိုက်စစ်မှုတွေနာတာမျိုးတွေတော့တွေ့ရတယ်ဗျ။နော်။ဒါရကစားသမားတွေတော်တော်များများဖင်လူမှတွေ့ရတယ်။အဲ့တကြောင့်မဒီနေ့ညမှာစတုတ်ကင်းနေတဲ့ဖင်လူကိုဝါပေါင်း90ဖွင့်လိုက်တာကြည့်ရတော့ဖြစ်တဲ့ခြေလေးချင်းလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်။ဒီပွဲစဉ်လေးမှာတော့ကျွန်တော်ကတော့ stoking နဲ့ finu ရဲ့ပွဲစဉ်မှာတော့ကျွန်တော် finu body လေးကိုကြိုက်ပါတယ်အဲ နော်ဖင်လူပေါ်လေးကိုကြိုက်ပါတယ်ကျွန်တော်ဘာကြောင့်ဖင်လူပေါ်လေးကိုကြိုက်ရလဲဆိုတော့ဒီနေ့ညမှာဖင်လူနည်းနည်းနဲ့စတုတ်ကစ်ကိုတည်ရဲဆုံးခံခံသွားမယ်ညတညာလို့ကျွန်တော်ထင်မြင်သုံးသပ်မိရအတွက်ကျွန်တော်ဖင်လူပေါ်လေးကိုရွေးချယ်ပေးကြပါလေနော်ကဲဦးဆိုရင်ကျွန်တော်နှစ်ပွဲရွေးချယ်ပေးပြီးသွားပြီဖြစ်ပါတယ်နောက်ပွဲမှာတော့ကျွန်တော်စွန့်နာယူချက်ပေးခဲ့တယ်ဒါကျွန်တော်၁၇ရက်ပွဲစဉ်နဲ့မက်ချလက်နဲ့ဂိုးပေါ့ ါစတုတ်ဂတ်ဖင်လူရဲ့ပွဲစဉ်ဖင်လူဘော်ရီလေးကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုကျွန်တော်ဆက်သွားမယ်ဆိုရင်နောက်ဘက်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ပေါ့နဲ့ရန်ပွားရဲ့ပွဲစဉ်လေးကိုရွေးချယ်ပေးတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ပေါ့နဲ့ရန်ပွားမှာဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့လက်ရှိပေါ့ရဲ့နေသားကိုကျွန်တော်တို့တွားပြန်ကြည့်ရမယ်ဆိုရင် ပေါ့ကဒီနေ့ညမှာ ရန်ပွိုင်းကိုဘယ်လိုပုံစံမျိုးနဲ့ကပ်လာမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ညတညဖြစ်ပါတယ်နော်လက်ရှိလက်ရှိနေထိုင်ရာပေါက်ကလည်းဒါကောင်းတဲ့ခြေစမ်းပိုင်းတို့ရပိုက်ဆိုင်ထားတဲ့အသင်းသင်းတို့ပြောလို့ရတယ်ယူရိုပါလိမဆိုလဲယနေ့ညရန်ပွိုင်းကို1ပေါင်50ထီတော့ကြည့်ဖွင့်လိုက်ထားတယ်ဂူပေါင်းချင်းလေးမှဆိုလဲ3လုံးတည်ရထီတော့ဖွင့်လိုက်ထားတာဖြစ်ပါတယ်နော်ဒီပွဲစဉ်လေးမှဆိုရင်တော့ကျွန်တော်တို့ ပေါ့နေတဲ့ဒီနေ့ညမှာအိမ်ကွေးအားလည်းဖြစ်တယ်လက်ရှိခြေစမ်းပိုင်းညလည်းရံပွားထက်တော့ဒါတာတဲ့အနေထားမျိုးရကြီးဖွင့်နေတာဖြစ်တယ်နော်အပေါ့ကတော့လက်ရှိတပွဲ၃ဘွဲကံပြွားနဲ့တပွဲနိုင်တပွဲရှုံတပွဲတည်နော်ရံပွားကတော့၃ဘွဲကံပြွားရင်၂ဘွဲနိုင်တပွဲတည်လက်ရှိဒါပေါ့ရဲ့အိမ်ကွေးအားလည်းဖြစ်တယ်လက်ရှိပေါ့ကတော့ဒါသူကတော့ဒါဂရိတဲ့အတင်းတင်းဖြစ်တယ်ပြီးခဲ့တဲ့ကျွန်တော်တို့ ယူရိုပါလိပွဲစဉ်လိုင်းရင်နဲ့ပွဲစဉ်မှာတော့အဝေးကရနေ3 4ဆိုတဲ့ရလက်နဲ့ပေါက်ကနိုင်ထားတာဖြစ်တယ်နော်ပေါက်ကလက်ရှိချိန်သမိုင်းနောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာဆိုလဲသူ့ရဲ့ကလပ်တင်းမှာဆိုလဲ၅ပွဲလုံးနိုင်ပွဲရရှိထားတာဖြစ်ပါတယ်ရန်ပွဲကတော့ကျွန်တော်တို့သွားပြန်ကြည့်မယ်ဆိုရင်လက်ရှိနောက်ဆုံးကန်ခဲ့တဲ့သူ့ရဲ့၅ပွဲမှာဆိုရင်2ပွဲသေး2ပွဲနိုင်2ပွဲရှုံးနိုင်ဆိုရင်ရလက်မျိုးပိုင်ဆိုင်လာတာဖြစ်တယ်ယနေ့ညဒါပေါက်ရဲ့ဒါအင်ကွင်း ဘော်ရီကြီးမှာတော့ဝမ်းပေါင်း90ထိကြီးဖွင့်နေထားလိုက်ရဒီနေ့ညဒါဘူဂီအနေနဲ့ပောက်ပတ်မှာရှိနေလို့ထင်တော့ထင်မြင်သုံးသပ်မိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဘူပေါင်းဘူအောက်ကြီးလေးကိုလက်ဆောင်ပြီးတော့ဘော်ရီကြီးလေးရေးချက်ပေးရမယ်ဆိုရင်ယနေ့ညမှာပောက်နဲ့ရံပွားရဲ့ပွဲစဉ်မှာတော့ကျွန်တော်ပောက်ပေါ်လေးကိုကျွန်တော်ကြိုက်ပါတယ်နော်ဘာကြောင့်ပောက်ပေါ်လေးရေးကြရလဲဆိုတော့ယနေ့အိမ်ဝင်းအားနဲ့ပောက်နေတဲ့ရံပွားကိုနိုင်ပွဲရဖို့ဒါကျင်းတဲ့တော့ပွဲမျိုးတပွဲလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ် เนาะจีนี่จะจีท้ายอลัชิพ่นน้าได้นี่ท้ายอเต็นนี่ท้ายอว่าปอกก็ดินี้ญามายังปั้วออกมาผิดไม่นี่เนี่ยไหนบ้วยต้มแม่ยาปุด้วยกูแม่ญาติญาติเราทีมต้องตัดมีบาได้เออแต่จอมพวกเราดินี้ญาปอกบอลีเลยยื้อเฉไปขึ้นมาได้เนาะอารมณ์แม้เราเนี่ยไอ้ใจชิ้นตัวเองถ้าไลฟ์โซโลยาบาได้ဒီနေ့ညကျွန်တော်ယူရိုပါလိ၃ပွဲပဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်၃ပွဲမှာတော့ကျွန်တော်တို့မကြက်လိုက်တဲ့၁၁ပွဲစမှာကျွန်တော်၉ပေါင်းပေါ့နောက်ပြီးတော့ကျွန်တော်တို့ တုတ်ကင်းနဲ့ဖျင်လူရဲ့ပွဲစဉ်မှာဖျင်လူဘော်ဒီကျွန်တော်တို့အခုပေါက်နဲ့ကျွန်တော်တို့ရန်ပွိုင်းနဲ့ပွဲစဉ်မှာတော့ပေါက်ဘော်ဒီလေးကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်သုံးပွဲအကြိုက်ချင်းတူရင်တော့ live ဆောလို့ရပါတယ်အကြိုက်ချင်းအတွင်းချင်းမြင်ချင်းမတူရင်လောလတ်စာသဘောထားပွဲခွင့်ရှိပါတယ်ဗျเนาะကျွန်တော်လည်းအကောင်းဆုံးပွဲစဉ်တွေကိုရွေးချယ်ပေးနေရဖြစ်တော့တဲ့ကြောင့်မလို့ဒီလိုတော့ကျွန်တော်လည်းကြိုက်ချင်းတူမှာ live ဆောပါเนาะကျွန်တော်နေရာနဲ့မြေတားရက်ခံပါတယ်เนาะအခုတော့ကျွန်တော်ရှိမှာ online ကောက်လေးတွေလာရောက်ဖွင့်ကစားလို့ရပါတယ်မြန်မာငွေ9000တောင်းထိုင်းဘတ်ငွေ100နဲ့စပြီးတော့ ကောက်ဖွဲ့ကစားလို့ရပါတယ်ငွေကြေးပိုင်းဆိုင်ရာကျွန်တော်အာမခံပါတယ်ဗျเนาะကျွန်တော်ဒီမှာကစားနေကြညီကိုလည်းသိပါပဲတချို့ဆိုရင်တော့ဒီမှာ၃နှစ်၄နှစ်လောက်ရှိပြီဒါကျွန်တော်ဒီမှာပဲတောက်လျှောက်ကစားတာเนาะဘတ်ဒါတောင်းနဲ့သိန်းနဲ့ချီကစားညီကိုလည်းအခုချိန်ထိဒါကစားနေကြတွေတပူကြီးပါเนาะအာသူငွေကြေးဒါဝေးကြေးပိုင်းဆိုင်ရာကျွန်တော်ကဂျားကန်အာမခံပေးတာအတွက်ကြောင့်မလို့နော်ယိုဂျီစိတ်ချသွားလာကစားလို့ရပါတယ်ငွေကြေးပိုင်းဆိုင်ရာငွေကြေးငွေထောက်ကကိုယ်တိုင်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာလာဖို့ဒါတို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လေးတွေလုပ်ပေးသွားပေးကြပါဦးဗျာเนาะမလောက်ရသေးညီကိုင်းနဲ့လည်းเนาะ like YouTube channel နဲ့တော်တော် channel လေးကိုလည်း like subscribe လုပ်ပေးသွားပါဦးနောက်ပြီးတော့ဒါကျွန်တော်ရဲ့ဒါ Telegram channel ရဲ့ comment အောက်မှာ YouTube channel ဒါ comment အောက်မှာ Telegram channel လေးချပေးထားပါတယ်လာရောက် join လာလို့ရပါတယ်ကျွန်တော်ဒီနေ့ည9:00လောက်နဲ့ဒါတပွဲကောင်း နှစ်ကြောင်းလောက်ကျွန်တော်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ live join ထားလို့ရပါတယ်လို့เนาะဒီနေ့ကြမှာတော့ကျွန်တော်ဒီနေ့ကြ video update မလုပ်တော့ဘူးပြာတော့ကျွန်တော်ဒီမှာအလုပ်ကိစ္စလေးတွေတခြားအလုပ်ကိစ္စလေးရှိတဲ့အတွက်ကြောင့်မလို့ဒီ video file လေးနဲ့ညီကိုတွေကျွန်တော်ဒီနေ့ကြကျွန်တော်ရဲ့ကြိုက်ချင်းတူပါနဲ့ကစားလို့ရကြိုက်ချင်းတူရင် like ကစားလို့ရအောင်ကျွန်တော် view file လေးလုတ်ပေးတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ပွဲစဉ်တွေကိုစင်ပေးကြပါသေးကျွန်တော် RPA တယောက်ချင်း subscriber တယောက်ချင်းနိုင်တာလည်းဒါကျွန်တော်ဇော်မိုးလာပြင်းနေ့ဒါလာပြင်းကျော်နေ့ရက်နေ့မှာ ကောင်းမွန်တဲ့နေ့ရက်တွေပါဆိုင်ပြီးတော့ဒါမိသားစုရှိတဲ့လူတွေလည်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသတ်ပါရစေအားလုံးပဲကိုလတ်ပါဗျာ